မိန်းကလေးတယောက်ရဲ့ဝင်ငွေကဘယ်လောက်ရှိမှာလဲတော်များပြောကြညီမကိုချမ်းသာလို့ဘွားမိွားတာဘယ်လိုပြောရလဲလို့ချမ်းသာတယ်လို့အဲ့ဒါလည်းခဏခဏရှင်းရတယ်အဲ့လိုမျိုးရမဟုတ်ပါဘူးတယောက်သေးဝင်ငွေနဲ့ပဲဒါမမေးရဲ့ကျမ်းမာရေးဖဖွားရဲ့ကျမ်းမာရေးဟိုဒီခေတ်မှာပြောမယ်ဆိုရင်ဟိုခွေးစာတောင်မှဈေးကြီးတယ်လေအိမ်မှာလည်းညီမခွေးလေးတွေရှိတယ်ညီမခွေးလေးတွေဆိုလို့ရှင်လည်းကြက်သားနဲ့ပဲစားတယ်နေ့တိုင်းကြက်သားဝယ်ပေးရအိမ်မှုကိစ္စအကုန်လုံးကိုယ်ပဲခါးစီးပြီးလုပ်ပေးရတဲ့အခါကျတော့ဟို သူများ10သိန်းရှာလို့10သိန်းစုမိရင်ညီမ10သိန်းရှာနိုင်ရင်ဥမာ3သိန်းလောက်ပဲစုမိတယ်အဲ့ဒီဥစ္စာကလည်းကိုတချင်းလေးပြန်ထုံမလားဟဲ့တချင်းကလည်းပေါအောင်ပါလीเนาะအဲ့လိုမျိုးဆိုတော့ဟိုရင်းရတယ်အမရဲ့တချင်းကလည်းဟိုပေါက်တာရှာရတယ်ကိုကျွန်တော်လည်းအများကြီးမထုံနိုင်သေးဘူးဆိုတော့လीအဲ့လိုမျိုးဆိုတော့အခုဆိုလည်းဒါဟိုဘာဖြစ်အနည်းဆုံးတော့အော်လို့ဟိုပြိုင်လာပြိုင်မယ်ဆိုတော့ ဟိုကုံကြစိတ်တွေကိုသင်းထုတ်မယ်ဆိုလည်းရဒါပေမဲ့အော်ငါသင်းမထုတ်သေးဘူးငါအသက်မကြီးခင်လေငါငါရဲ့အိမ်မက်လေးကိုအကောင်ထည့်ဖုံးမယ်ဆိုပြီးတော့ဒီသင်းထုတ်မဲ့ပတ်စံလေးတွေကိုမထုတ်သေးဘူးပြန်တိန်းလာတာပြန်ဆွဲယူချလာပြီးတော့ကိုယ့်ဘာသာကိုမြို့ပေါ်တက်လာပြီးလာလောက်တာအဲ့ဒါကျွန်တော်အကူရီကပြောနေကိုသဟာအောင်တို့ကနေတဲ့သင်းနေရေခိုင်တိုင်းနေဆက်လက်ပြီးအောင်မလုပ်ဘူးတဲ့အဲ့ဒီကျွန်တော်ဟိုတီးပြီးတဲ့ဘာအကူရီကလည်းလုတ်သေးဘူးလားနေပါအောင်လို့လုတ်ပါမယ်ဖြည်းဖြည်းပေါ့လို့အာပြန်ခွဲကာလာတစ်လျှောက်တော့ရန်ကုန်မှာနေဖြစ်ပါမယ်ဟုတ် ပမာတကြိမ်နှုန်းကအဲတုန်းကလည်းဟိုအပီးနေမလို့တော့စူးစားသေးရပေါ့နော်ဒါပေမဲ့မနေဖြစ်တော့ဘူးပေါ့အနေကိုပြန်ရတယ်ညီမတို့မမေ့စီကိုပြန်ရတယ်ပေါ့နော်အခုကျတော့ဒါမနေဖြစ်တာကြာပြီဘယ်လောက်လဲ2021ခုနှစ်တခုနှစ်တည်းရဆိုရင်ဒါတော့9နှစ်9နှစ်ပေါ့9နှစ်၄နှစ်ကျော်9နှစ်လောက်ရှိပြီပေါ့အဲ့လောက်အဲ့လောက်ကြာပြီခုတော့ပြန်လာနေပါပြီညီမရဲ့ဒါညီမဘွားရဲ့အိမ်မက်ထဲကနောက်ဆုံးတစ်ခုဖြည့်ဆည်းဖို့အတွက်ပေါ့ဒါပြီးရင်တော့နားပါပြီအဲ့မော့ အဲ့လိုမျိုးရေတော့မဟုတ်ပါမယ်လေဒါကိုလည်းကုံတယ်လို့မတတ်မှတ်ပါဘူးဟိုအမရဲ့ဒီကိုကနေရနေလာဖြစ်တဲ့တော့တော့အစအစအရာတော့ပိုကုံတာပေါ့နော်အိမ်ကလည်းကိုကိုဒါမိခိုရတာဆိုတော့ဒါမမေတို့တော့နားလည်မခဏယူထားတယ်မမေကနားလည်ပေးပါတယ်ကိုကကိုလို့ဆရာရှီကလှုပ်သမီးမမေတို့မပူနဲ့တဲ့အိမ်မကလို့မမေလို့သမီးပြီးမှပဲနှစပြန်ရှာကြည့်မယ်နော်လို့လောလောဆယ်သမီးရဲ့ ဟိုအိမ်မက်လေးနေဖြစ်ချင်လို့အဲပရိသတ်တွေတော်များပြောသလိုနေရလဲတဲ့ပရိသတ်လည်းတချို့ကြလည်းကိုပရိသတ်မဟုတ်ဘူးလေပြန်နေဝေဖန်ကြတာနေအိမ်မက်တွေကလည်းများလိုက်တာတဲ့ဘာများလို့မိလို့လဲမလုပ်ပါဘူးဟိုရုပ်ရှင်ဇာတ်ကားတွေဘာတွေတောင်မှညီမတက်ခဲ့တဲ့သင်တန်းကဆရာတွေဇာတ်ကားတွေထည့်ပေးတာတောင်မှညီမမရိုက်ဖြစ်ဘူးမမေကတေးဥဆောင်ကြတော့မလုပ်ခိုင်းလို့လေအဲ့လိုပေါ့ချင်းမဲဆိုတာပါဒါပေမဲ့ဒီ Miss Universe ကြတော့ကိုဖြစ်ရှင်တာတွေတော့ရအောင် လုပ်ရှင်လို့အဲ့ဒါကိုရှိတဲ့ဒါ ဝင်ဝင်လေးတွေရပါတော့တနိုင်ဆုံးချစ်ကုတ်ပြီးတော့လာလောက်တာပါအဲ့လိုပဲပေါ့အာပြောရမယ်ဆိုရင် မိန်းကလေးတယောက်ရဲ့ဝင်ငွေကဘယ်လောက်ရှိမှလဲတော်တော်များများပြောကြညီမကိုချမ်းသာလို့ဘွားမိွားတာဘူးပြောရလဲလို့ချမ်းသာရလို့အဲ့ဒါလည်းခဏခဏရှင်းရတယ်အဲ့လိုမျိုးပဲမဟုတ်ပါဘူးတယောက်တည်းဝင်ငွေနဲ့ပဲဒါမမေးရဲ့ကျမ်းမာရေးဖဖွားရဲ့ကျမ်းမာရေးဟိုဒီခေတ်မှာပြောမယ်ဆိုရင်ဟိုခွေးစာတောင်မှဈေးကြီးတယ်လေအိမ်မှာလည်းညီမခွေးလေးတွေရှိတယ်ညီမခွေးလေးတွေဆိုလို့ရှိရင်လည်းစက်သားနဲ့ပဲစားတယ်နေ့တိုင်းစက်သားဝယ်ပြီးရအိမ်မှုကိစ္စအကုန်လုံးကိုယ်ပဲခါးစီးပြီးလုပ်ပေးရတဲ့အခါကျတော့ဟို သူများ10သိန်းရှာလို့10သိန်းစုမိရင်ညီမ10သိန်းရှာနိုင်ရင်ဥမာ3သိန်းလောက်ပဲစုမိတယ်အဲ့ဒီဥစ္စာကလည်းကိုတချင်းလေးပြန်ထုံမလားဟဲ့တချင်းကလည်းပေါအောင်ပါလीเนาะအဲ့လိုမျိုးဆိုတော့ဟိုရင်းရတယ်အမရဲ့တချင်းကလည်းဟိုပေါက်တာရှာတယ်ကိုကျွန်တော်လည်းအများကြီးမထုံနိုင်သေးဘူးဆိုတော့လीအဲ့လိုမျိုးဆိုတော့အခုဆိုလည်းဒါဟိုဘာဖြစ်အအနေဆုံးတော့အော်လို့ဟိုပြိုင်လာပြိုင်မယ်ဆိုတော့ဟိုကုန်ကြစည်းတွေကိုကိုတချင်းထုံမယ်ဆိုတော့ရတယ်ဒါပေမဲ့အော်ငါတချင်းမထုတ်သေးဘူးငါ အသက်မကြီးခင်လေငါငါရဲ့အိမ်မက်လေးကိုအကောင်ထည့်ဖုံးမယ်ဆိုပြီးတော့ဒီသချင်းထုံးမဲ့ပတ်စံလေးတွေကိုမထုတ်သေးဘူးပြန်တိန်းလာတာပြန်ဆွဲယူချလာပြီးတော့ကိုယ့်ဘာသာကိုမြို့ပေါ်တက်လာပြီးလာလောက်တာအဲ့ဒါကျွန်တော်အကူရီကပြောနေကိုသဟာအောင်တို့ကနေနဲ့သချင်းနေရေခိုင်တိုင်းနေဆက်လက်ပြီးအောင်မလုပ်ဘူးတဲ့အဲ့ဒီကျွန်တော်တီးပြီးတဲ့ဘန်အကူရီကလည်းလုတ်သေးဘူးလားနေပါအောင်လို့လုတ်ပါမယ်ဖြည်းဖြည်းပေါ့လို့ ဟုတ်ကဲ့အဲအဲ့အဲ့လိုကြောင့်မို့လဲဒီဒီဇိုင်နာအစမြမရဲ့ကိုကစ်စနာဒီဝေကိုကျောင်းစင်ထွန်းတို့လုပ်ပေးတယ်နောက်ပြီးတော့ဒီပံမိုးပေးတဲ့ဥမာဆိုလဲဒီကလင်းနေဒီနိုကိုညီမတို့ဒီနှာခေါင်းလေးမျက်နှာလေးနောက်ပြီးဒီအကျောပြင်ရလေးတွေအစအကုန်လုပ်ပေးတယ်ပံမိုးပေးကြတယ်ပေါ့နော်ကုသိုလ်ကံတော့ကောင်းတယ်။ဗာလေးပဲလုံးလုံးလေးကိုပံပိုးပေးမဲ့သူရှိတာလေဒါညီမရဲ့ရှေးဘွားကုသိုလ်ကံပေါ့ရှင်ဟာ။ တော်တော်တော်မတော်ပြတော့ပါဘူးကိုတရားတော့ပါဘူးဒါသွားတာလာတာဟိုဒီမြို့ပေါ်လူထဲတော့ကောပုံကုန်တာဗောမာရေဟုတ်ဘူးလားအဲ့လိုတချို့ဆိုရင်ဒါနိုင်ငံခြားကနေတောင်ပြန်လာပြီးပြိုင်နေသူတွေရှိရယ်လေဒါပေမဲ့ကိုကတော့ငွေကြီးကအရင်မပြည့်စုံအရင်ပြည့်ပြည့်စုံတယ်လည်းမဟုတ်မပြည့်စုံလည်းမဟုတ်ဘူးတာမှန်ပဲအဲ့ဒီထဲမှာမှကိုရှိတာနဲ့ကိုထုတ်ပြီးပြိုင်နေတာဒါပါပဲအပွဲလေးတွေတော့ဒီအားတဲ့ရက်လေးတွေပြန်ဆိုးတယ်အဲကမ်ကာလာအက်တီဗီတီစပြီဆိုလို့ရှင်တော့ညီမ နားမှာပါအဲ့ချိန်ကလည်းပွဲပါတဲ့ချိန်ဆိုတော့ညီမတို့အဆင်ပြေတော့ပါသေးရဲ့ညီမတို့အကယ်၍သာနှွေးခေါင်ခေါင်ကြီးကန်ကန်ဟေဘာဟေ activity စပြီးဟေဆိုလို့ရှိရင်ညီမတို့မလွယ်ဘူးအဲ့ချိန်ဆိုရင်ပွဲကြီးလည်းမဆိုရအောင်သွားပြီအခုကမိုးရင်ဘတ်လှုပ်အားတဲ့အချိန်လေးဒီကန်ကာလာမှာဒီလိုဒီလိုလေးစတယ်ဆိုတော့အဆင်ပြေပါတယ်ဟုတ်လက်တော့တော့နည်းနည်းတော့ကြံသေးတယ်အပွဲလေးတွေပြန်ဆိုးအောင်မယ်မိသလားမပါဘူးမမေးရတိုက်ဦးမှာပဲ ဟုတ်အမအမတော့ပါတယ်အုတ်ထင်းသူပေါ့နော်ခလေးဘွားကလေးကထင်းခဲ့တဲ့အမလိုက်လာပေးတယ်အပြိုကြီးမမဘယ်သူမှမသိဘူးတိတ်တိတ်လေးခိုးပြန်သွားတာဒီတိုင်းလေးတိတ်တိတ်လေးခိုးပြန်သွားတာဟိုအဲ့ဒီပကူ CD ပွဲပြီးတော့လေအဲ့လိုမျိုးအိမ်ပြန်သွားတယ်တိတ်တိတ်လေးခိုးပြန်ရင်ကိုယ့်ကိုပွဲရထွက်နေရတာများတာ哦ပွဲထွက်တယ်ပြီးလို့ရှိရင်အိမ်ပြန်နေတယ်အိမ်ပြန်လဲညီမအိမ်နဲ့အိမ်ပြန်မှမထွက်တာအိမ်ပြန်တခဏထွက်လိုက်တာလဲဖုံးပြောက်သွားတယ်အေးရော ကံကောင်းတယ်အဲ့လိုမျိုးပြန်ပွဲအတွက်ကိုကဒီငွေလေးကိုချစ်ကုန်ပြီးလုပ်နေရပါဆိုဖုံးကပြတ်ကံရန်ကောင်းတယ်မေးတော့မမေးကြပါဘူးဟိုတချို့ကြလည်းဒီကိုဆိုတာပဲကြည်ပြီးတော့နေဘက်ကကြတော့ယူသားကြတယ်လေသူတို့ပြိုင်တော့လဲအော်ပြိုင်နေပေါ့သူတို့စီပါစီရလူပြိုင်နေအားပေးရဒီလောက်ပါပဲတချို့အားမပေးတော့လဲထုံမပြောကြပါဘူးဒါလေးပဲနေကြတာပဲဟောတင်ပါဗောတင်ပါဗောပြိမာတင်မဖြားနေလို့အရင်ရက်က ဖျားလဲဖျားနေအဲ့လိုကဝေါ် training ကလည်းစတိုက်ယူနေတယ်ဒီနေ့တည့်ရပဲနားတာအဲ့လိုမျိုး interview လေးဖြေတဲ့အချိန်တော့လူလန်းလန်းလေးဖြစ်ရှင်နေဆိုပြီးအာမနက်ကဆရာကိုခွင့်တောင်းပြီးနားလိုက်တာပုံမှန်ဆိုညီမညီမတည့်ရမှမနားဘူးမနက်6နာရီလို့တောင်းဆိုတာနဲ့အဲ့ဒီလှန်ရနေတောင်းအုပ်ကလာကိုပြေးပြီးအကောဝထရနီသွားယူပြီးရင်ဂျင်းသွားပြီးလို့ရှင်ခဏပြန်လာညကြရင်ညီမဇွန်နဲ့အင်္ဂလိပ်စာထပ်ပြီးတော့သင်တယ်အ